က်တော်မွေတော်ကကူစီတော်ကြီးကတော့ရခွန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ပလဲမာတရှိကြလဲဖြစ်ပါတယ်။တက်တော်မွေတော်ကကူစီတော်မြတ်ကြီးကိုတော့ရခွန်မြို့ဆယ်ပိုင်ကုန်းပရမျာဆရာတော်ဥတုံတရကတီထားကိုးွယ်ခဲ့တာဖြစ်ပါတယ်။ဒီရှိအေကအကျဲမှာဇေယျော်ကြီးတစုနဲ့ အရန်စီဒီပေါင်း190စုစုပေါင်း190စုကို90လ2019ခုနှစ်မှာပနတ်တင်အုပ်စီမင်္ဂလာကျင်းပပြီး၃နှစ်ခွဲကာလအတွင်းမှာတည်ထားပြီးစီးခဲ့တာလည်းဖြစ်ပါတယ်။ မဇေရော်ကြီးကိုတော့25ရက်5လ2021ခုနှစ်ကစုံလာပြည်နေမှာရွှေထီးတော်တင်လူပူဇော်ခဲ့ပြီးပကံဖျားများဖြစ်တဲ့အနန္တာဖျားစုနာမဏိဖျားတပ်မြင့်ညို့ဖျားရဲ့ပုံတော်များကိုမှီညံပြီးတည်ထားခဲ့ခြင်းဖြစ်ပါတယ်ရန်တော်တရားရှိပေရှိတဲ့ပင်မဇေရီကြီးရဲ့အောက်ခြေမှာပင်နေဆယ်ကမြင့်တဲ့လှိုင်ကိုယ်တော်ကတော့ အာနန္ဒာဖះရဲ့ပုံတီထောက်ကိုွယ်ခဲ့ခြင်းဖြစ်ပြီးတိုင်ကူအတွင်းမှာတော့ဗဒ္ဒကဘာမှာပွင့်တော်မူပြီးသောဖះလေးစုတို့ရဲ့ရုပ်ပွားတော်များကိုအယက်လင်းမျက်နာမူ၍ထဲ့သွင်းပူဇော်ထားခြင်းလည်းဖြစ်ပါတယ်။ ဇေဒီတော်ကြီးရဲ့အလဲပိုင်းကတော့ဆူနာမိဇေဒီတော်ရဲ့ပုံတံတန်ဖြစ်ပြီးဇေဒီတော်ရဲ့အထက်ပိုင်းကတော့တပ်ပိညုဘုရားရဲ့တံတန်တည်ထားခဲ့ခြင်းဖြစ်ပါတယ်အရန်ဇေဒီတော်များကိုတော့ရှမ်းထီတော်နဲ့မြမထီတော်ကို တင်လူပူဇော်ထားခြင်းလည်းဖြစ်ပါတယ်အရန်ဇေဒီပေါင်း136စုကိုတော့ရှမ်းထီတော်များတင်လူပူဇော်ထားပြီးကျန်35စုကတော့မြမထီတော်များ

ကြီးညိုသရာတရားပွားများပူဇော်ခြင်းဖြင့်ကုသိုလ်တရားများ တိုးပွားလျက်ရှိကာသာသနိကအဆောက်အဦများစိတ်လန့်ဆိုပြီးသောတစ်ပင်ပန်းမှန်များစိတ်လန့်ကြည်ပြာရေကန်များကိုတွေ့မြင်ရတဲ့အခါမှာလဲစိတ်ကြည်လင်လန်းဆန်းပြီးလောကီအကျိုးစီးပွားများတိုးပွားများပြားလာမှာလဲဖြစ်ပါတယ်။ရှမ်းပြည်နယ်အဆက်ကနေမြတ်စွာဘုရားရှင်ရဲ့တတ်တော်မွေတော်များကိုပင့်ဆောင်ထားပနာပြီးတည်ထားကြောင်းလဲသိရပါတယ်။ တတော်မူရောကကူစီရောကိုတွားရောက်ဖူးမြော်မယ်ဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်မြို့နယ်ပလဲမြို့သစ်ပေါင်းဟူညာနာရက်ွက်မှာတည်ရှိပြီးပလဲလန်းစုံကနေနှစ်မိုင်ခန့်အကွာမှာတည်ရှိတာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့ရင်းမှာပဲနယ်မြို့လေးတစ်ခုကိုရောက်ရှိသွားသလိုခံစားရမယ့် စိတ်ငြိမ်အေးချမ်းလာတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါရယ်ခင်ဗျာ။